တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဘဝလေးလာပါပြီအလုံးပဲမင်္ဂလာပါ Power Reaction Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့တပွေရနဲ့ဝိုင်းစုခိုင်သိန်းတို့ရဲ့အတိတ်ကဇလန်းလေးကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အသံဖိုင်လေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အလုံးပဲကြော်ရဲတူတူနားဆင်လိုက်ကြရအောင်လားဗျာဟဲ့ ဟုတ်ဟာတုံးရနေစပါလို့တမင်းပြန်ဆက်တာဟုတ်ဟင်းဝင်ရှိလောင်းနေဟုတ်အဲသူဖုန်းကြိုးနေကြတာလားလဲဟုတ်သူဖုန်းမပြောချင်လို့ပြောမှာမဟုတ်ပါဘူးလေတမင်းခဏလောက်ပြီးပြောပါလားဟဲ့ဒီမပြောချင်ပြောတယ်嗯，我都那得没方便嘛，我偏没。哎，那这样。我都没在乎是不是，但没有看到了，别表吧。 ကဲသူမစက်ကသူမပြောချင်ဘူးလို့တကောပြောလို့ရှိရင်သူမစက်တော့ဘူးသူပြောချင်ကြတယ်နော်ဦးမဟုတ်ဦးပြောတာဟုတ်သမီးအခုချိန်မှာလက်ခံလို့မရသေးဘူးသူပြောမှသမီးလက်ခံလို့ရမှာဟုတ်ကဲသူမပြောချင်ပြောတယ်သူသူ့လိုသူစုံတယ်မဟုတ်ဦးဟိုတနေ့ကလေတမီးကိုပြောတယ်ဦးအိမ်မှာမရှိဘူးဦးဦးမိမအိမ်မှာတဲ့ဆိုပြီးပြောပြီးတော့ဒါမဲ့ဦးမိမဦးမိမရှိနေတယ် အဲ့တမီးကျောင်းကျောင်းသူကျောင်းပုကဦးကအိမ်နဲ့ PDC နဲ့နီးနီးလေးပဲနော်။ဒါမှမဟုတ်ချင်းသွားပြန်ဆိုရင်ဟိုနှစ်ချီနိုင်ဖို့သူအိမ်ရောက်ပြီ။တမီးအခုဒီနေ့ဦးရနဲ့တမီးအကျယ်ကျယ်မဖြစ်ချင်လို့တမီးလှမ်းကြည့်ရပါ။ဟုတ်လှမ်းကြည့်ရအခုတမီးဟင်းဝီရနဲ့တမီးဖုန်းပြောချင်တယ်ဦးကိုတမီးသုံးရက်နဲ့ဦးသူမပြောချင်ဦးလို့တော့တမီးကိုပြောမှာမဟုတ်ဘူး။သူနောက်ဆုံးအနေနဲ့သူပြောမှာပဲ။သူမပြောမဲတော့မနေသူစိတ်ကိုတမီးသိရအောင်။ သူအဲ့လိုရှောင်တတ်တဲ့လူမျိုးမဟုတ်ဘူးဆိုတာလည်းသမီးသိတယ်။ဒါပေမဲ့ဦး तू မပြောချင်ဘူးလို့ပြောတယ်ဆိုတာဦးပြောတာပဲဖြစ်မှာပါ။ဒါပေမဲ့သမီးအခုလမ်းပြောတာကလည်းဦးတို့နဲ့သမီးအကြဲအကြဲမဖြစ်ချင်ဘူး။သမီးသမီးဘက်ကသမီးတန်းနိုင်နေများလမ်းကြီးရယ်သမီးအမတွေရောသမီးအမေတွေရောအကုန်လုံးကပြောပြီးသားသူတို့သူတို့ဘက်ကသူတို့စီစဉ်ရရှိတာစီစဉ်ရလိမ့်မယ်တဲ့ပြောတယ်ဒါပေမဲ့သမီးကခဏနေအောင်မယ်လုပ်ဖို့လုပ်ဖို့လုပ်လုပ်လုပ်နေနော် အဲ့တော့ဦးဦးကလှုပ်ရှားရှိရလှုပ်ပါဆိုလို့ရှိရင်လည်းသမီးတို့ဆက်လုပ်မယ်အဦးဦးတို့ဘက်ကသမီးသမီးတို့ကို တာဝန်မယူဘူးဆိုရဲသဘောမျိုးနဲ့ပြောလို့သမီးတို့လှုပ်ရတာနော်သမီးတို့ဘက်ကအလုံးလုံးနေပဲလေငကူတဲကအဲ့ဒီနေ့မတိုင်ခင်တဲကတူတူနေကြတာဦးတို့သိထားပြီလားပဲလေတူတူနေကြတာတူတူနေကြတာနေကြတာဦးဦးတို့သိထားရတာပြောတာဦးတို့သိချာသိတာမဟုတ်ဘူးသမီးတို့နေတယ်မနေဘူးဆိုတာလေဦးတို့သိတာမဟုတ်ဘူးဒါပေမဲ့အခုကိစ္စက သူဟင်းဝင်ရင်တမီးကိုခိုးပြီးွားတဲ့ကိစ္စကိုတမီးကပြောတာတူတူမေးရမလေးရောပြောတာဟင်းဝင်ကခိုးတာခိုးတာလားဦးသားကိုဦးသားကိုအရင်မေးကြည့်ပါဦးသားကဦးတို့အရင်ဦးသားကိုအရင်မေးကြည့်ပါဦးတို့အရင်ကနေပြီးတော့သဘောမတူဘူးတဲ့သဘောမတူဒီတမီးနောက်နေကြရင်ခရီးသွားမယ်တမီးတို့ဝေးရပါလိမ့်မယ်ဆိုပြီးတော့သွားကြတာတမီးတို့နှစ်ယောက်စလုံးသွားတာဘယ်ကနေသွားသွားမသွားသွားသူ့လာရလေဦးသူ့လာခေါ်တာသူ့တက္ကစီနဲ့လာခေါ်တာဦးသူပြောတယ် အေးချန်ရှိလာစောင်းမယ်ပြောတယ်တဲ့သူကချန်ရှိလာစောင်းမယ်ပြောတာမဟုတ်ဘူးစောင်းတယ်တဲ့ဒါကြီးစောင်းရုံလေးဖြစ်မှာပေါ့နော်အဲ့တော့ဘယ်မှာရှိသူဆွဲခဲ့မှာဆိုဆွဲသွားတယ်တဲ့သူဘယ်လိုလာမလဲဆိုတော့ချန်ရှိလာစောင်းမယ်ဆိုတော့ချန်ရှိကိုလာရင်လည်းလာခဲ့မယ်ဒါပေမဲ့သူထွက်လာတယ်သမီးလာခဲ့တာမဟုတ်ဘူး။ तू तू သာမခိုးပြေးခြင်းဘူးဆိုလို့ရှင်။ तू ထွက်လာမှာမဟုတ်ဘူး။ तू တက္ကစီနဲ့သမီးသမီးကိုအောက်မှာစောင့်နေတာ။သမီးခိုးပြေးရလား तू ခိုးပြေးရလားဆိုတာ။အေးလေးလေးကဦးနဲ့သူနဲ့စီစီကြည့်နေတယ်။ဆက်နိုင်9မိနစ်ရှိတော့မယ်။ အဲ့ဒါဦးမပြောနဲ့ तू TV ကြည့်တာ TV မကြည့်တာသမီးမသိဘူးဒါပေမဲ့ तू ခိုးပြေးချိန်စိမ့်မရှိရင်သမီးကိုအဲ့မှာတက္ကစီနဲ့အောက်မှာစောင့်နေကြအเจ้าကိုမရှိဘူးသမီးလာပြီးတော့ခိုးပြေးသွားတာမဟုတ်ဘူး तू လာပြီးခိုးပြေးသွားတာဦး ။ဟိုအဲ့လိုမျိုးအဲ့လိုမျိုးတားသမီးချင်းမဆန်တဲ့စကားမျိုးဥပပြောပါနဲ့။အဲတာနာလို့ဒီဟိုအဲ့လိုမျိုးဥဒီမှာဒီနေ့ဟိုပြောနေတာဗော။ဥတို့ပဲတိတ်ခါရှိရှိလူလူချင်းဆန်ဆန်နဲ့ပြောမယ်စကားပြောမယ်ဆိုလို့တမျိုးဆောင်နေ။ပြန်ရောက်လို့ရှင်ရဲ့ကောင်းရဲ့ညက်လူရွေးပြီးတော့လက်မှတ်ထိုးမယ်ဆိုလို့တမျိုးဆောင်နေ။ဥမိမ့်မှာပဲပြောသွားတာအကုန်လုံးတမျိုးတို့သိတယ်။ဒါပေမဲ့ဥတို့ဥတို့ကကစကားထမ်းလဲဆိုတာတမျိုးဆောင်နေတာပါ။ အဲ့ဒီမှာအဲ့တမိုးတမိဦးကိုသိအောင်တမိပြောမယ်နော်အဲ့ဒီနေ့ကတမိတို့လက်မှတ်ထိုးနေရအဲ့အဲ့မှာထိုင်နေရဘေးနားမှာထိုင်နေရလူဟာရှေ့နေဦးကပြောသမျှစကားတွေအကုန်လုံးသူကြားတယ်ဒါပေါ့ဒါပေါ့အဲ့တမိကဒီနေ့ပါလာပုံပေါ်တယ်ပေါ့အဲ့မှာဦးဒီမှာသူတဘောပေါ်တယ်ပေါ့အဲ့တမိကတတ်နိုင်သမျှဦးတို့လှမ်းကြည့်တာတမိအကျဲကျဲလက်မဖြစ်ချင်ဦးတို့နဲ့လည်းထိတ်တိုင်မဖြစ်ချင်ဘူးအဲ့ဒီတော့ကြောင့်မို့လို့တမိလှမ်းကြည့်တာတတ်နိုင်သမျှ ဥပမာကအဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်သမီးသမီးတို့ဘက်ကတော့တတ်နိုင်နေတဲ့လုပ်တဲ့လုပ်တတ်တာကိုသမီးလုပ်မှာပေါ့ရတယ်ရတယ်နော်ဆိုတော့အဲ့ဒီနေ့ကလည်းကြောတဲ့နေသားတွေကပုံစံမကျလို့အိမ်မှာဇက်လန်းနေဘူးကြောတဲ့နေ့ကပုံစံမကျတာမဟုတ်ဘူးဦးတို့အရင်စပြောတာပါဦးအရင်ဆုံးအပြင်မှာရောက်နေတယ်လို့ပြောတယ်နောက်တစ်ခေါက်ကျတော့ထပ်ဆက်တော့လဲဦးမိမစီဖုန်းဆက်လို့မရဘူးဆိုတာဦးမိမစီဦးမနဲ့ပြောစီချင်းဦးပေးလိုက်လို့ရတယ်ဦးမရှိဘူးပြောတာမရှိဘူးပြောပြီးတော့ဒါမှမရှိဘူးဦးမိမမရှိဘူးတဲ့ပြီးတော့ ဒီကိစ္စကိုခေါင်းထဲမှာမရှိဘူး။ဘာမှမစဉ်းစားရသေးဘူးလို့ဦးပြောလိုက်တယ်။ဦးပြောလိုက်တဲ့စကားတစ်ခုကြောင့်မို့လို့ဖြစ်သွားတာ။ဘယ်မိဘမဆိုဒီလိုမျိုးပြောရင်ဒီလိုဖြစ်မှာပဲ။ဟုတ်ပါဘူးလေ။အဲ့ဒီနေရာမှာစတွေ့တဲ့နေပါလေ။တွေ့တဲ့ပုံစံမှိုင်းနေတွေ့တဲ့ပုံစံကတကယ်နဲ့လူကြီးလူကောင်းပြီးနော်အေးရရရှိအဲဆိုလို့ရှင်လူကြီးလူကောင်ပြပြတတဆိုလို့ရှင်ဦးရောဘက်ကအရင်အရင်လူကြီးလူကောင်ပြပြတတပြောလိုက်လို့ရှင်တမီးရောဘက်ကလူကြီးလူကောင်ပြပြတတပြောလို့ရပါတယ်ဟုတ်ဘူးလေအဲ့ဒီပါအဲ့ဒီရှာ ညာကအဲ့ဒီညာညာကအိမ်မှာတွေ့တဲ့ချိန်တွေကကျိုးရတဲ့ဟာပုံမကြတာအဲ့ဒီမှာတတ်ရောပုံမှားသွားပြီလေပုံစံမကြဘူးအဲ့ဒီအခုကိစ္စအခုဖြစ်တဲ့ကိစ္စဥသားနဲ့သမီးနဲ့ခိုးပြေးသွားတဲ့ကိစ္စပါဘူးဒီပုံဟာပုံတဲ့ကိစ္စတွေပါတွေကအဲ့ဒါခလေးကလာလုပ်တယ်ဦးဒီဥစ္စာကိုပုံနဲ့ပုံလာလို့ပုံစံမကြတာလို့ဆိုတာကမန်းကတန်းအကြောင်းမို့လို့ဖြစ်သွားတဲ့ကိစ္စတွေပါဘယ်လိုဘယ်လိုသုံးတာလဲ ်ဦးအဲ့နေခိုးပြေးွားတဲ့နေရာဖြစ်တဲ့ဥစ္စာကိုပြောနေရမလားအဓိကကိစ္စအဓိကပြဿနာခိုးပြေးွားတဲ့ပြဿနာကိုဒီဒီပုံလာရေးပါတယ်ကအခုဘယ်လိုခိုးတာလဲခိုးဆိုတာခိုးလို့ဆိုတာကဒီကလေးကမိန်းကလေးကိုခိုးလို့ဆိုရင်ဒီကလေးအိမ်မှာအဲဆိုလို့ရှင်ဦးသားဦးရင်မေးကြည့်ပါဦးသားခိုးပြေးွားလားခိုးပြေးတယ်ဆိုတာဦးမြောက်စလုံးသဘောတူမှဖြစ်တာနော်။ तू မခိုးပြေးခြင်းမဲနဲ့။ तू မခိုးပြေးခြင်းမဲနဲ့တမိစီကို तू မလာဘူး။ တမိခိုးပြရဆိုလို့ရှိရင်ဦးရောအင်ရှင်မှာတမိလာဆောင်ပြီးလာခိုးပြသွားလိမ့်မယ်ဘူး။တမိသားနဲ့လာပြီးခိုးပြသွားလိမ့်မယ်။အခုဟာသူဆောင်ပြီးခိုးပြသွားတာပါဘူး။ဟမ်။အခုဟာတမိသူလာဆောင်ပြီးတော့ခိုးပြသွားတာ။ဘယ်မှာဘယ်မှာဆောင်သွားလဲ။သူဆောင်သွားတဲ့နေရာဦးပြောတာပဲ။ဟမ်။ဒီဘက်က infinity ရှိမှာလာဆောင်သွားတယ်။လာဆောင်ပြီးတော့ခိုးပြေးသွားတယ်။ခိုးပြေးသွားတယ်။ဒါကလေးလေးနေတယ်မမလေးနေ။တမိအကြောင်းကြောင်းကြောင့်အရင်ကနေ အဲ့ရနေရအောင်ထွက်တယ်။တမီးအဲ့နေကလုံးဝထွက်လို့မရဘူး။ तू ကပြောတယ်။ဒီနေ့ညမှာအဲ့မထွက်လို့ရှင်ဝေးရပါလေပြောတယ်။ခဏတမီးပြောတာဥက္ကနာနားထောင်ပေးပါဦး။ဒီနေ့ညမှာတမီးအိမ်ကနေမထွက်လာလို့ရှင်နဲ့ဝေးရပါလိမ့်မယ်လို့ပြောတယ်။တမီးအိမ်ကလည်းအကုန်လုံးတော့နေပါလေအကုန်တင်းထားတယ်။တင်းထားတဲ့အတွက်ကြောင့်မဟုတ်လို့အဲ့နေကအဲ့နေကဆိုင်းဆိုင်ခန်းလိုက်ရအကယ်ဒမီရတယ်ဟိုမှာ CDF မှာရရတဲ့အတွက်ကြောင့်သူတို့မုတ်သွားစားမယ်အားလုံးသွားစားမယ်ဆိုပြီးတော့သွားစားမယ်ဆိုပြီးတော့ လာခေါ်လာကြတယ်လာကြတယ်နဲ့သူ့အိမ်ရောက်တယ်သူ့အိမ်ရောက်တော့တမီးကတမီးအမေကဖုန်းမှတိန်းထားတယ်အဲ့နဲ့သူ့အိမ်ဖုန်းနဲ့တမီးဆက်တယ်ဆက်တော့ तू ကဒီလိုဒီလိုပဲသွားအဲ့ဆိုလို့ရှိရင်အိမ်ရောက်မှလာစောင့်နေစောင့်နေရဲဆိုတော့တမီးကအိမ်အိမ်ရောက်မှပထမအဲခြံရှိကိုလာမလို့လာမလို့ဥစ္စာအကုန်လုံးဒီမှာလည်းအစင်းပဲပြေလို့တမီးထွက်လို့မရအောင်ထွက်လို့မရတဲ့အခါကျတော့နည်းနည်းကြာသွားတယ်အဲ့တော့ဦးသားကအိမ်ရောက်မှလာစောင့်နေလာစောင့်တော့တမီးထွက်လာတဲ့အခါကျတော့အိမ်ရောက်မှရှိနေတယ်သူသားသဘောမတူဘူးသူမခိုးပြေးခြင်းလို့ဆိုလို့ရှိရင်တမီးစီကို तू လာကြလဲအကြောင်းမရှိဘူးဦးလူကြီးလူကောင်းတယောက်နေနဲ့ဦးစင်းစားနေတိမာပါ ကျွလို့ရတယ်နိဒီကဆိုင်ဆိုင်အိမ်ဖုံးတဲ့ဘာကဥသားမသိဘူးနော်ဥသားကဆိုင်ဆိုင်အိမ်ဆက်တာလားဆိုင်ဆိုင်အိမ်ကနေကမိန်းကလေးကဥသားကဟုတ်တမီးပြန်ပြန်ဆက်တယ်မယ်ဆိုတာ तू သိတယ်လေဘယ်လိုပဲဖြစ်ဖြစ် तू သူနဲ့တမီးနဲ့ပြောထားတဲ့ကိစ္စပဲ तू ဝေးရပါလိမ့်မယ်လို့ပြောထားတာကိုတမီးရီးစားတယောက်နေနဲ့ဆက်ခွင့်ရှိတယ်ဦးအမေကဖုန်းမရှိတဲ့အတွက်ကြောင့်သူဖုန်းဆက်ပြပြမယ်ဥပြပြမယ်ဒီခုပြောတာလေဒါတွေကအခုလိုပြောတော့ channel အရောင်းဝကိစ္စနဲ့မဟုတ်ဘူး။ညဆိုလိုချင်တာကဒီကိစ္စမျိုးက၂ဆက်လူကြီးတွေအရှင်ပြေမှ လူငယ်ချင်းတွေဟုတ်ပါတယ်နှစ်ပတ်လူကြီးတွေအစဉ်ပြောင်းမှဆိုတော့အရောင်းဝယ်တဘောမျိုးပြောလို့ပြောရမယ့်ကိစ္စမဟုတ်ဘူးနှစ်ပတ်လူကြီးတွေအစဉ်ပြောင်းသမီးတို့အရင်ဆုံးစပြီးတော့ပြောတယ်လေဦးရောအစဉ်မပြောင်းအောင်လုပ်တာဦးရောအစဉ်မပြောင်းအောင်လုပ်ပြီးတော့သမီးတို့ဖောင်းဆိုတဲ့ပုံစံမျိုးတော့ဦးပြောလို့မရဘူးဒါကြည့်တော့မလဲဟိုရင်းကညီမအိမ်မှာဒါတဲ့ကဟိုပေါ်ပေါ်မယ်ဟိုပစ္စည်းကိုဟိုနေမို့ဟိုဘယ်လိုပြောမလဲဟိုဟိုစဆုံးတဲ့အရင်ကြီးဆုံးပြောရရင် ိုဘာပေါ်မယ်တိတိခုကိုဖွင့်ထားတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်ဟုတ်ဒီစကားကိုဦးပြောဟုတ်ပါတယ်အဲ့လိုပြောသေးဆိုလို့ရှိရင်ဦးပဲလူကြီးလူကောင်းဆန်ဆန်ပြောမယ်ဒီဘာကြီးပြောပြီးတော့ဦးမဖြစ်လို့ဟိုနေ့ကကျတော့ဦးမင်းမဘေးနားမှာရှိတာဦးမရှိဘူးလို့ပြောလဲဦးကမှအဲ့လိုဖွင့်ထားတယ်တမျိုးတကယ်အရေးကြီးနေတဲ့ကိစ္စဖြစ်တဲ့ခါကျတော့ရှင်ဒီလိုမျိုးဖြစ်မှာပဲဦးလူဆိုတာဒီလိုမျိုးဖြစ်မှာပဲပြောတဲ့စကားကဦးသိကြဦးသိရဲ့အဲ့ဒီမိကမင်းတို့မိနဲ့ကိုပြောတာနားပေါ်မှာနော်ကလေးကိုကြောင်းပူတော့အပြင်းနားပေါ်မှာနားတော့ဆောင်ချင်အိမ်ရောက်ပြီးနော် အရောက်ပြီဆိုတမီးအမေဆက်တဲ့အချိန်မှာဥဘာဖြစ်လို့ဥမေးလာမှာဥမေးမှရှိရလို့မပြောရလဲဖုန်းဆက်လို့မရဘူးလို့ပြောရလေပြောတော့ဥမပြောဘူးလေကလမ်းပေါ်မှာရှိတဲ့ချင်းမင်းနားမလဲပါဘူးလမ်းပေါ်မှာရှိတဲ့ချင်းဒီလိုပဲဥရဲ့လူဆိုတာတစ်ခါတည်းကျအထင်လွဲတတ်တယ်ဥကအထင်လွဲတာရောအဲ့ဟာရောတသမတ်ကြီးကောက်ထားပြောလို့မရဘူးဥပြောတဲ့လိုမျိုးတမီးလည်းဥကိုအထင်လွဲနေတာပဲအဲ့လိုမျိုးလုံးလို့ရတယ်ဥရဲ့ကလည်းတမီးပဲတရားတမီးပဲ စကားပြောရတာလည်းလည်းကိုကိုပြောလိုက်လို့ရတယ်အခု तू ဥပိနာမှာမိမရှိရတာနဲ့ဥမရှိဘူးလို့ပြောတာကိုသမီးကိုလည်းပြန်ပြောလို့ရတာပဲအခုဟုတ်ကဲ့ဥလက်ဖတ်ထားသလိုဖြစ်သွားတာပဲအဲ့လိုပြောချင်းဆိုလို့ရှင်ဥလက်ဥမိမဥမိမရှိရတာနဲ့ဥဖတ်ထားသလိုဖြစ်သွားတာပဲဥလိုက်နေလို့ဖြစ်သွားတာပဲလေဥကစပြီးတော့ခေါင်းဆောင်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးကဥကစပြီးအဲ့လိုခေါင်းဆောင်တဲ့အတွက်ကြောင့်မို့လို့ပြဿနာဒီလိုလူကြီးချင်းအမှဖြစ်တဲ့ဖြစ်သွားတာဒီလေးပဲလေဒီလေးပဲဆိုတာကမင်းတို့မေဖုန်းဆက်တဲ့ချိန်မှာငါကလမ်းပေါ်မှာရှိနေတယ် နော်နောက်တော့ဆက်ရှင်ကအရောက်ပြီနော်ငါမျိုးကြီးတွေကပြေးတော့မှရှိတယ်အဲ့တော့ဒါလေဦးဦးကဦးပြောတာတော့ဦးပြောတာပေါ့နော်လမ်းပေါ်မှာရှိနေအိမ်ရောက်ပြီဆိုတော့ဒါကသမီးတို့သိတဲ့ကိစ္စလည်းမဟုတ်ဘူးဒါပေမဲ့ဦးမနေ့ကတော့မသိရတယ်မသိဘူးလေမသိတဲ့အတွက်ကြောင့်မဟုတ်လို့ဦးလိန်လားမလိန်ဘူးလားဆိုတော့လည်းသမီးမသိဘူးနည်းသိကြရတယ်တော့မလိုကိစ္စပဲအခုဟာအခုလည်းအခုလည်းအဲ့လိုပဲထုံနီးလက်ကောင်းမယ်ဦးဦးသားကစကားမပြောချင်လို့ပြောတယ်သူပြောချင်တာမပြောချင်တာလည်းသမီးမသိဘူး အဲ့တိုင်းပဲဒီကိစ္စကကိုယ်ကရောင်းဝယ်ကိစ္စမဟုတ်ဘူးသူကရှင်းရင်းလေးပဲအခုလည်းရောင်းဝယ်ကိစ္စပြောနေရမှာမဟုတ်ပါဘူးသမီးအရောင်းဝယ်ကိစ္စပြောနေရမှာမဟုတ်ဘူးလူကြီးချင်းဒီလိုခိုးပြေးသွားတဲ့ကိစ္စဥရောဘလို့တာဝန်ယူပေးမယ်လို့သမီးပြောနေတာပြောနေတယ်ဆိုတာလည်းဥရောမှာဥရောမှာဥရောမှာတာဝန်ရှိလို့ပြောနေတာသူသူများသားသမီးကိုခိုးပြေးသွားပြီးတော့မှ တဘောမတူဆိုလဲကိစ္စတော်တော်ကြီးကိုတော်တော်ကြီးကိုလူမဆန်ရကြလွန်ပါလေဦးအဲ့လေဦးပြောတယ်အဲ့ဒါတဘောမတူဆိုလို့ရှိရင်လည်းတခုခုပြေးလဲအောင်ဦးလိုပဲပြေးရမှာပေါ့အရင်တော့ဘလူနေနေကြတယ်ဘာညာဆိုတာအရင်တော့ဘလူနေနေကြတယ်နေနေကြဆိုတာဦးမှာဘာတက်သေးရှိလဲဦးအဲ့လိုပြောလို့မရဘူးနော်ရင်တော့ဘလူပဲနေနေအခုဟာနေတဲ့ကိစ္စမဟုတ်ခိုးပြေးသွားတဲ့ကိစ္စဦးအဲ့လေခုပြောတဲ့ကိစ္စကဦးသိပါတယ်ဦးလူကြီးလူကောင်တယောက်အနေနဲ့ဦးပညာရှိတယောက်အနေနဲ့ဦးသိပါတယ်ဒါဘူးလေ ခိုးပြေးသွားတဲ့ကိစ္စခိုးပြေးသွားတဲ့ကိစ္စဦးသိပါလေမလို့ဘူးသိမယ်လေမလို့ဟိုတင်လို့ဘူးသိမှာပေါ့မလို့လို့ဆက်ရတယ်မလို့ဘူးသိမှာပေါ့ငါတို့ဘာသိဦးတို့လို့ရဦးတို့ဘူးသိမှာပေါ့ခိုးပြေးသွားတဲ့ကိစ္စဦးတို့လူကြီးလူတော်တောင်နေနဲ့တာဝန်မယူမင်းနိုင်လို့ဆိုတာဦးကဘယ်လိုလဲဒါပြောချင်းချင်းလေးပဲလေအလေးလေးကကောင်လေးကတာဝါတာအဲ့ကြီးစုပ်နေတဲ့ဘောင်းကြီးစုပ်နေတဲ့နောက်ပြန်လာမှမင်းအဲ့ကြီးတော်ဘုတ်ခဲ့ရတာမဟုတ်လား ။ဒါမဲ့ဘယ်မှာတမိအိမ်ကြီးဝက်ခဲရလဲ။ပြန်လာမှာတမိအိမ်ကြီးဝက်ခဲရဲဆိုတာဒီမှာအိမ်ရောက်မှာတမိအိမ်ကြီးကိုလဲတာလေ။တမိကအိမ်ကြီးထည့်သွားရလား။တမိအိမ်ကြီးတကယ်ကိုတစ်ခုနဲ့ထွက်သွားရလားဆိုတာဦးမေးကြည့်လိုက်ပါအောင်သူ။ဟမ်။ဒီမေးဒီဦးမေးဒီလားပြောဒီလိုဂျန်ဘယ်လိုလဲ။ဒီအဓိကနေသားကဒါကြီးကရောင်းမကိစ္စမဟုတ်တော့ကြောက်ပြောဆိုတော့ကတ်တယ်။နော်။ဟုတ်ပါဘူး။ဒါကမဖြစ်နိုင်တဲ့ကိစ္စတခုကိုဆွတ်တုံးလို့ကတော့ဂျန်နဲ့ဟာနဲ့မတူဘူးဒီတိုင်းကြီးက။ မဖြစ်နိုင်တဲ့ကိစ္စတခုတမီးကဦးရောအဲ့လိုမကြည့်မလဲလောက်တဲ့အတွက်ကြောင့်မဟုတ်လို့တမီးကစွတ်တော့ရမှာပဲအဲ့တော့တမီးလုံးတဲ့လောက်ထိုက်တာတရားဥပဒေနဲ့တမီးရင်းဆိုင်တယ်တမီးအမျိုးသမီးရရကိုတိုင်တယ်လုံးလုံးရတယ်လုံးလုံးလုံးဒီကလည်းဒီကနေအကုန်ပြင်ထားပြီးသားပဲနော်အမျိုးသမီးရရဆလာတော့မှဦးရောဦးရောနဲ့ရှင်းကြမယ်တမီးတတ်နိုင်တယ်များအခုဦးရောကိုလှမ်းကြီးရနှစ်ဖက်စလုံးကိုတမီးတောင်းမှန်ပြီဟုတ်ကဲ့ပါဒီအသာဖိုင်ရဆိုရင်တော့ဒါဟေးဝေရန်နဲ့ စပိုင်းစုခိုင်သိန်းလို့ကဒါအတိတ်တုန်းကဒါတော်တော်လေးကိုပတ်သက်ခဲ့မှုတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုလိုမျိုးဒါအသာပိုင်းကိုနားထောင်ပြီးတော့ပြည်သက်ကြီးတို့ကတော့ဘယ်လိုများထင်မြင်ကြသလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲနှုတ်ဆက်ပါတယ်။အားလုံးပဲတာယာချမ်းပြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။